ထင်ဘူးပေးတတ်ပေးတာပေါ့နော်လက်ပြင်းလို့ပန်းမာတွေပေါက်ကုန်လို့အဲပန်းမာတွေဟိုတုန်းကတပွဲကို၄ဘောလောက်တည်းပန်းမာတုံးပေါက်ပါကိုရောတေးတွေကိုအသေးတွေကိုပောက်တာအာပြောတော့သူတို့သူတို့ပြောတော့ဆရာဝန်တွေပြောတော့လက်ပြတ်တွေပြောတာပဲကျွန်တော်အာကျွန်တော်ကဘာတိတိမြူမြီးနေလဲ ဟောနော်စိတ်စိတ်ပါလဲပါဒီရဲ့မြင်းတာဘာတိတိပေါ့နော်အသာတိတင်ုံနဲ့မြင်းနေတာလူပြည်လာတော့ကျွန်တော်မျက်နိုးတာလေမျက်နိုးတော့ကျွန်တော်လိုတဲ့အားလုံးဗမာပြည်ရအမှုလူပြည်ရတွေမျက်နိုးသိမျက်နိုးကြပါလို့ကျွန်တော်ပြောကြပါတယ် ပြတန်လဝါနာမည်အရင်ကမုံလာ၏တဲ့အော်တန်မဝါဆိုရနာမည်လေးပြပြတာဝါတရားကြောင်းမှကျွန်တော်သွားတီးတော့ဟိုတုန်းကတကြက်ရတဲ့ခင်ပါဗောတကြက်ရခဲ့တဲ့ခင်မှာတီးလိုက်တော့ဝါတရားကြောင်းမှကျွန်တော်အကူနေလင်းပုံနဲ့သွားတီးတော့ဘုန်းကြီးကကျွန်တော်ကိုခေါ်ပြီးတော့ဆုတရားချပြီးတော့မဲဒီနာမည်နဲ့မကောင်းဘူးလက်တံများပြတန်လဝါဆိုပြီးတော့ပတ်စံတရားနဲ့ပြလိုက်တာအဲ့မှာတန်လဝါထဖြစ်သွားတာဗော အဲဖုံးဖုံးကပေးတာပါအဲဆူချပြီးဟိုတော့100နဲ့ချတာတရားဆိုရင်တော်တော်သုံးရတာပါကျွန်တော်ရတာမှတစ်ချက်ခွဲရတာဟုတ်သောအာလဝူဆရာတွေကတော့မိခင်ပေါ့ဖခင်ပေါ့ဆိုင်းဆရာကြက်လက်ဘုံလေးသားပေါ့ရွာစားစိတ်တွေရွှေကြီးရဲ့သားပါကျွန်တော် အမေကအမေကမင်းသမီး အမေကတဟာမတင်ကြီးတဲ့နာမည်ချင်းကဒသန်းတင်တဲ့အမေကမင်းသမီးအဖေကပတိအဲကျွန်တော်အကိုကပတိအဲကျွန်တော်ကိုချက်လက်သားပါကျွန်တော်ဓမ္မပါဒချက်လက်သားဘယ်တက်ရွယ်နေစပြီးဆိုင်ယူတည်တည်လားအာဆရာဘယ်စတည်ရဲဆိုတော့16နှစ်သားရဲ့စတည်တာပေါ့ဟုတ်ကဲ့16နှစ်သားရဲ့ဆရာခဏပြန်သွားတာ ਨੇ ခေါင်းဆောင်တန်တီးရတာပေါ့ဩစတည်ရဲ့ခေါင်းဆောင်နေရအဲခေါင်းဆောင်တန်တီးရနော်လက်ထောက်နဲ့တီးတာတော့ကျွန်တော်ဟို73နှစ်သားတွေကလက်ထောက်တီးတာ အဲလက်ထောင်နဲ့ဒီရယ်ဟိုတော့ကတော့ဘာရမှာလဲကျွန်တော်ငါးမှတ်ပဲရတာအဲငါးမှတ်ငါးမှတ်ရင်တော့ကျတော့15ချက်15ချက်ရင်တော့30ဖြစ်သွားတယ်30ရယ်တော့85ချက်ဖြစ်သွားတယ်ပေါ့ဟိုတော့ကတော့အပုံခစ်ပေါ့တပုံခွဲနှစ်ပုံခွဲအဲနှစ်ပုံခွဲကပတိပေါ့တပုံခွဲကတော့ကျွန်တော်ဒန်းပေါ့ပမ်တီကောင်းဆောင်ဟုတ်ဟုတ်ကဲ့ကျွန်တော်ဟိုပါပေါ့တီးတာကတော့ဦးသိန်းနာဇတ်နဲ့လုပ်ဘူးတယ်ဘလာဆိုင်ကတော့14ဆိုင်အောင်ရှိတယ် အဟိုတုန်းကတော့ကျွန်တော်မားတော့ဆရာတွေကဆူတာပေါ့အအဲ့ဆက်ဆက်ပြောတာပေါ့ဒီလိုအပြောခံလို့လည်းဒီလိုတက်လာတာပေါ့နင်းနေနေပြောတာပါပြောတာမှအဆက်လေးတောက်တာတော့မိကူထွက်သွားတော့မိမိကူကကွာငါတီလုံးပြစ်ရွာတယ်ဆိုအဲ့လိုထပြောတာဟိုတုန်းကဟိုတုန်းကအဲ့လိုကျွန်တော်ဆရာပမ်မတီဒုတ်စိန်ကလာကြီးဆိုတာကျွန်တော်အမေအမရဲ့ယောက်ျားဦးလေးရဲ့ဦးလေးဆရာဆရာဒီဆရာအဲ့နောက်ဒုတိယဆရာကတော့ဆရာစိတ်မျိုးအောင်တဲ့ အတတရဆရာကတော့စိတ်ပိုတင့်နဲ့ဒီတဲ့ဇာပတိကိုစိုးသိဆိုအာဒုတိယဆရာပဲဒီဆရာ၃ဦးပါပဲ၃ဦးပဲအဖွဲ့ပေါ်မှာကတော့ကိုရင်းစာပုံပေါ့ကျွန်တော်ကအောက်ခြေကတက်လာတော့လူများဆိုင်တဲ့လောက်လာတော့ သဘောပေါက်တယ်ပေါ့မနိုင်ဖို့ပေါ့ထမင်းကျွေးရဲ့အချိန်မှာကျွေးဖို့ဆက်နိုင်ထိုးသွားရင်ထမင်းကျွေးရမယ်အဖွဲသားတွေကိုအတူတန်ပေးရမယ်တန်တန်ကြီးပေးရမယ်လုပ်ငန်းလေးစားရတယ်လေးစားဖို့ပေးရတယ်အမှုပညာတကယ်တတ်တဲ့သူတကယ်တတ်လို့ပေးရပါတယ်အကုမကိုကျွန်တော်ကကြောက်လို့တာပါအဲကျွန်တော်ဟိုတုန်းကဆိုင်ပြန်တီးရတာဟိုဆိုင်ပြန်တီးရတော့ဟိုတုန်းကတီးရဆိုရင်ကျွန်တော်တက်မှတ်ခဲ့အောင်ကကျွန်တော်အဖေနဲ့အစတီးတာပဲစနေရွှေကြီးနဲ့လေးပြားဝိုင်းနေပေါ့လေးပြားဝိုင်းနေအဲ့တော့တမန်နဲ့တော့ရတာပေါ့ဆိုင်သမားမှာ9ယောက်ရှိတာ အဲ့အဲ့ချိန်မှာကျွန်တော်ကအဲ့ချိန်မှာဆိုင်းပြိုင်ကြီးတီးရတော့ဖျောင်းနိုင်တဲ့နိုင်တိုင်းတီးရတော့ဟိုတုန်းကပံပတိင်းရဲ့ပြန်ရတာဟိုပတိင်းနဲ့ပြန်ရတာအဲ့ချိန်မှာကျွန်တော်ကဂျိုးတွေတင်တီးတယ်ပကံတွေတင်တီးတယ်နောက်ပြန်နေတီးလူများမလုပ်တာကြီးရှောက်လို့တာပေါ့နော် ဒေတလာပါလေးများပြီးသွားဖက်ကဆိုမင်္ဂလာပေါင်းတဲ့ပြေဝစေကြလို့ဒေတမိတ်ဆွေပေါင်းလို့ကိုတောင်းတော့ဖျပြကျိုးစိုးကျိုးစိုးပါတဲ့ပြေဟိုဘလုံးသွားတော့မစော်ကားဘူးကိုဒါလေးလှုပ်လိုက်ရေးပေးတဲ့လက်လက်ခံပဲဒါပေါ့နော်အမြဲစမ်းတည်ထွင်ခြင်းအဲအမြဲအမြဲစမ်းတည်တည်ထွင်တာပေါ့အဲလှုပ်ဖို့ကတော့ဟိုတော်တော်များပါတယ်ရှိဖို့ကတော့ကျွန်တော်ဟိုပါပေါ့အမျိုးမျိုးလှုပ်တာပေါ့နော်အလုပ်တီးတာပေါ့အမျိုးတီးလို့ရပါတယ်တီးတာကတော့ ဒါပေမဲ့အမှုပညာကိုကျွန်တော်မြတ်နိုးတာလေမြတ်နိုးတော့ကျွန်တော်လိုတဲ့အားလုံးဗမာပြည်ရအမှုပညာတွေမြတ်နိုးသိမြတ်နိုးကြပါလို့ကျွန်တော်မထင်ဘူးပေးသက်ပေးတာပေါ့နော်လက်ပြင်းလို့ပန်းမာတွေပောက်ကုန်လို့အဲပန်းမာတွေဟိုတုန်းကတပွဲကိုလေးဘောလောက်ဒီပန်းမာတုံးပောက်ပါဟိုတုန်းကတေးတွေကိုအသေးတွေကိုပောက်တာအာပြောတော့တို့တို့ပြောတော့ဆရာဝန်တွေပြောတော့လက်ပြတ်တွေပြောတာပဲကျွန်တော်အာကျွန်တော်ကဘာတိတိမြူမြီးနေလား ဟောနော်စိတ်စိတ်ပါလဲပါဒီရဲ့မြင်းတာဘာတိကြီးပေါ့နော်အပါတိချိန်ဝင်နေပြီ